ကြံကြံထန်းထန်းနေမပြောမိအောင်မလုံမိအောင်ကိုကျင်းစာတရားလေးကိုအခြေခံပဲဆိုရင်တော်ရင်တယုံဟာမလုံမိပါဘူးဟုတ်လားဦးကျင်းတို့မြတ်စွာဘုရားဟောထားတယ်နော်ရှိတယ်ဗျသဗ္ဗေတတန်တိဒန္တတသဗ္ဗေဘာယန္တိမဇုနောအတ္တနာဥပမံကတ္တဝါနဟနေယနဂါတယေတဲ့အဓိပ္ပာယ်ကဘာပြောတာလဲဆိုတော့သဗ္ဗေအလုံးစုံသောတတ္တဝါတို့သည်ဒန္တတအပြစ်ဒဏ်ပေးခြင်းကိုတတန်တိထိတ်လန့်ကြောက်ရွံ့ကြကုန်၏ သဗ္ဗေဘာယန္တိမစ္ဆုနောသဗ္ဗေအလုံးစုံသောတတ္တဝါတို့သည်မစ္ဆုနောတေခြင်းမှဘာယန္တိကြောက်ရွံ့ညကုန်၏တတ္တဝါတိုင်းတတ္တဝါတိုင်းသူရောကိုယ်ရောအကုန်လုံးအပြစ်ဒဏ်ပေးတာတွေတတ်မှားတွေကိုအကုန်လုံးကြောက်တာပါပဲတဲ့ဟုတ်လားအဲ့ဒါလေးကိုပထမစဉ်းစားနော်အေးအဲ့ဒါလိုစဉ်းစားပြီးတော့အတ္တနံဥပမံကတ္တဝါအတ္တနံမိမိကိုယ်ကိုဥပမံဥပမာကိုကတ္တဝါပြု၍ဝါကိုခြင်းစာ၍တဲ့နော်ကိုယ်နဲ့နှိုင်းစာပြီးတော့ နဟနေယနဂါတယေမညှင်းစေရမတက်ဖြတ်ရအိမတန်အနှစ်ရှိတယ်နော်တခါကြီးမြတ်တတဝါအလုံးအပြစ်ဒဏ်ဒီသတ်မာတွေညှင်းစေမာတွေနှိပ်ဆက်မာတွေကိုကြောက်ကြပါလေတဲ့ဒါကြောင့်ကိုယ်လည်းပဲကြောက်တယ်သူလည်းပဲကြောက်မှာလို့ကိုချင်းစံပြီးတော့မညှင်းစေနဲ့မနှိပ်ဆက်နဲ့မတက်ဖြတ်နဲ့ပေးတဲ့တို့ကိုဒီနေရာမှာနည်းနည်းလေးအသေးစိတ်ပြီးတော့ပြောခြင်းညှင်းစေတယ်နှိပ်ဆက်တယ်ဆိုတော့ ကိုရီးလက်ရောက်ညင်းစဲမှာနှိမ့်ဆက်မှာညင်းစဲတယ်နှိမ့်ဆက်တယ်လို့များသောအဖြစ်ထင်ကြတာနော်ကိုရီးလက်ရောက်နှိမ့်ဆက်တာလည်းနှိမ့်ဆက်တာပါပဲနောက်ထပ်နှိမ့်ဆက်ခြင်းတစ်မျိုးရှိသေးတယ်နော်အဲ့ဒါဘာနဲ့အဲ့ဒါဗဇက်နဲ့နှိမ့်ဆက်တာစကားသံနဲ့နှိမ့်ဆက်တာနစ်နစ်နာနာပြောလိုက်တဲ့စကားတခွန်းဟာတခါတလေအယိုက်ခံရတာတဲ့နော်နာတယ်တခါတလေကြတော့ဟုတ်လားတခါကြီးမိုက်မြဒါကြောင့်ဦးဇင်းတို့အကျန်းကန်နေတဲ့မှာသူတစ်ပါးကိုဝစီကန်နဲ့နှိမ့်ဆက်တာကိုလည်း နှိမ့်ဆက်ခြင်းထဲမှာထည့်ထားငါဒီလိုပြောလိုက်တယ်သူတို့ခံနိုင်မှမလားငါဆိုရင်ကောခံနိုင်မှမလားဒါမျိုးလေးစဉ်းစားမယ်ဆိုလို့ရှိရင်တော်ယုံတန်ယုံဟာမပြောဖြစ်တော့မလုပ်ဖြစ်တော့အဲ့ဒါလို့ဆိုရင် तू လည်းတက်တာဝင်ရတယ်ကိုလည်းနောင်တငိမ့်ရမကောင်းဘူးလားကောင်းတယ်နောင်တမဖြစ်ဘူးဒီကထာလေးမြတ်စွာဘုရားဘာကြောင့်ဟောလဲဆိုတော့စိတ်ဝင်စားစရာတော့ကောင်းတယ်မြတ်စွာဘုရားလက်ထက်ကဆဘက်ကြီးယဟန်ကြီးတွေရှိတယ်သူတို့ကတော်တော်ဆိုးတယ်ဗျာ နော်အဲ့ဒီမှာတတရတဝက်ကြီးဆိုယဟန်လေးတွေလည်းရှိတယ်အဲ့ဒါကမြတ်စွာဘုရားဥပဒေမပြည့်ညက်ခင်မှာသူတို့ကဝိတ္တံအသက်20ပြည့်မှယဟန်ပြုရမယ်လို့ဥပဒေမပြုခင်မှာအဲ့ဒီယဟန်လေးတွေကဝိတ္တံငငယ်လေးတွေ9နှစ်ရှိနေ9နှစ်10နှစ်ကလေးတွေယဟန်ပြုကြတာနောက်တော့ညညသမင်းစားတော့ထာငူတွေအချင်းကြီးချင်းငယ်အိရာတွေဆွန့်လို့ဆွန့်အဲ့လိုတွေဖြစ်တာဗျဖြစ်တော့မှမြတ်စွာဘုရားက အင်းအသက်20မပြည့်သေးရင်ကိုကိုကိုသိမ့်မထိန်နိုင်သေးဘူးယဟန်ပြုတ်ကမပင်းနဲ့ကိုရင်သာဝိပ္ပစီအဲ့ဒီလိုမြတ်စွာဘုရားကဥပဒေပြည့်ညတ်တာဒါပေမဲ့ယဟန်ပြုတ်ပြီးသားဖြစ်သွားတဲ့ဒီယဟန်လေးကိုကကြောင့်ယဟန်လေးတွေကိုတော့ယဟန်ဘဝမှာပဲဆက်ပြီးတော့ထားတာအဲ့ဒါတတတတဝဲကြီးတဲ့ဒီနေ့တော့အဲ့ဒီယဟန်လေးတွေကရှေးတုန်းကတန်ကြီးကအကြောင်းတွေပဲရှိတာဆိုတော့အကြောင်းတွေမှာသူတို့ကအရင်ရောက်သွားတော့နေရာလေးတွေဖဲလှဲဖဲပြီးတော့အဲ့ဒီနေရာလေးတွေဥကြတာပေါ့လေသူတို့နေမယ်ပေါ့နောက်တော့ နောက်ရောက်မှအဲ့ဒီဆက်ဘက်ကြီးယဟန်ကြီးတွေကရောက်လာရောက်လာတော့ဟိုယဟန်ပေါ့ဆငငယ်လေးတွေကိုအတင်းထိုးကြိတ်လွတ်ပြီးတော့ဖဲ့ဒါငါတို့နေရဆိုပြီးတော့အတင်းအာဓမယူလာဟုတ်လားအဲ့ဒီမှာအဲ့ဒီယဟန်လေးတွေကငိုကြတော့ပေါ်ကြတော့မြတ်စွာဘုရားကြားတော့မှအေးချစ်သားတို့ဘာဖြစ်တာတို့ဒီလိုဒီလိုပဲယဟန်ကြီးတွေက ရိုက်လို့ဆိုတော့အာယဟန်ဆိုတာအဲ့လိုမျိုးမလုပ်ရဘူးပါစိတ်အာဘတ်တင့်စီလို့ပြညက်ချက်ထုတ်ပြီးတော့မှ ုနတုန်းကဥစဉ်ရွတ်တဲ့ဂါထာလေးကိုမြတ်စွာဘုရားဟောတာအာလုံသောတတ္တဝါတွေဟာအမျိုးမျိုးသောအပြစ်တံပေးခြင်းကို ကြောက်ရွံ့ထိတ်လန့်ကြတယ်ဟုတ်လားကိုယ်လေးပဲကြောက်ရွံ့တာပဲဒါကြောင့်ကိုချင်းစာတရားလေးထားပြီးတော့အာလုံရဲ့အပေါ်မှာမငြင်းစဲနဲ့မနှိပ်စက်နဲ့ဒါဆိုရင်ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့နောင်တရစရာမရှိတော့ဘူးပေါ့ဟုတ်လားအေးတချို့ကိစ္စကတော့ကိုချင်းစာတရားနဲ့ရှောင်ရမယ်တချို့ကိစ္စကြတော့ကိုချင်းစာတရားနဲ့ရှောင်လို့မရဘူးဗျာ ဘာလဲဆိုတော့တစုံတယောက်ကကိုယ်ကိုလာပြီးတော့စော်ကားလာပြီးဟုတ်လားတစုံတယောက်ကကိုယ်ကိုအတင်းအဓမ္မမပြောလာပြီးလှုပ်ရှားကကျုံလာပြီးဆိုရင်ဘယ်လိုလုပ်မလဲတတ်နိုင်သမျှမေတ္တာတရားနဲ့တီးခံကိုကြိုးစားရမယ်ဟုတ်လားတီးခံလိုက်တဲ့အခါမှာတော့နည်းနည်းတော့စိတ်ထဲအောင့်ရင်အောင့်မှာပေါ့ဗျာအခံရလဲခက်ချင်ခက်မှာပေါ့ဗျာဟုတ်လားသို့တော်လည်းပဲကြိတ်မိတ်ပြီးတော့မြူသိမ့်ပြီးတော့မပြောပြအောင်မလုပ်ဖြစ်အောင်မလုပ်ရမလဲထိန်းသိမ်းရမယ် အဲ့ဒီလိုထိမ့်သိမ့်လို့ဖြစ်တဲ့ဆင်းရဲကနည်းနည်းလေးတကယ်တမ်းကတော့ဟုတ်လားမထိမ့်သိမ့်လို့ပြောလိုက်မိပြီဆိုလိုက်မိပြီလှုပ်လိုက်မိပြီဆိုတော့မှနောက်မှဆက်ဖြစ်မဲ့ဒုက္ခကပိုကြီးတာဒုက္ခကြီးနဲ့ဒုက္ခလေးဘယ်ဟာကြိုက်တယ်ဘယ်ဟာမှမကြိုက်ပေမဲ့တခုခုတော့တေချာဖို့ရွေးရတော့မယ်ဆိုရင်တော့ဘယ်ဟာရွေးမလဲဒုက္ခလေးရွေးမှာပေါ့ဗျာဟုတ်လားဒါကြောင့်တစ်ခါတစ်ခါသီးခံရတာကတိတ်တော့မသက်တော့မသက်တာလာဘူးတော့ဒကာကြီးတို့ဟုတ်လားတက်တောင့်တက်တာသီးခံရတာတွေရှိသလိုမသက်တော့ မသက်မသာတိခါရတာလည်းရှိတယ်ဗျအဲ့ဒါလည်းမြတ်တယ်လို့ဥစဉ်ကတော့ပြောခြင်းတယ်ဟုတ်လားဘာဖြစ်လို့လဲဆိုတော့တီးမခံရင်ပူပြီးတော့ပြဿနာကကြီးမာမှုလို့ဟုတ်ရဲ့လားအေးဒါကြောင့်နောင်တရစေအကြောင်းတွေမလုံမိအောင်ကိုချင်းစာစိတ်မွေးရမယ်မေတ္တာတရားနဲ့တီးခံနိုင်တဲ့စွမ်းရည်ရှိအောင်လုပ်ရမယ်ဟုတ်လား